ကောင်းကြပါလို့မြင်လာပါဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာလူမျိုးစုအားလုံးက135မျိုးရှိတယ်အဲ135မျိုးတော့မှာဗုဒ္ဓဘာသာကိုဘယ်လူမျိုးစုတွေကအရင်ဆုံးစတင်ကိုးကွယ်လဲဆိုတာကိုဒီနေ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီထဲမှာပေါ့နော်ဘယ်အကြောင်းကြီးအဓိကဆွေးနွေးမလဲဆိုလို့ရှိရင်ဒီဗုဒ္ဓဘာသာကိုဘယ်လူမျိုးစုတွေကအရင်ဆုံးစတင်ကိုးကွယ်လာလဲဒီလူမျိုးစုတွေအတွက်ဘယ်သူကယူဆောင်လာပြီးတာလဲဒီလူမျိုးစုတွေအတွက်ယူဆောင်လာပြီးတဲ့အပြင်မှာဘယ်ဘရင်ကထပ်ပြီးပြန်ပွားအောင်ပြုလုပ်ခဲ့လဲပြီးတော့ဒီဗုဒ္ဓဘာသာကို ဟိုနိုင်ငံတော်ရဲ့ဘာသာအဖြစ်ဘလို့ပြုပြင်ပြောင်းလဲခဲ့ကြလဲဆိုတာကိုပဲဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီထဲမှာပေါ့နော်အရင်ဆုံးရှင်းပြချင်တာဘာလဲဆိုလို့ရှိရင်ဘယ်ဘာသာရေးပဲမဆိုပေါ့နော်ဘယ်ဘာသာရေးပဲမဆိုဒီ history နဲ့ပတ်သက်တဲ့အကြောင်းပဲဖြစ်ဖြစ်ဘာသာရေးအကြောင်းတစ်ခုပြောမယ်ဆိုလို့ရှိရင် mythology ရှိတယ် history ရှိတယ် mythology အပိုင်းကိုကျွန်တော်ကဖယ်ပြီးတော့ဒီတမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေကိုပဲကျွန်တော်ထည့်ပြောမယ်ဆိုလို့ရှိရင်အရန်ယုံကြည်တဲ့လူတွေအတွက်ထိခိုက်မှုဖြစ်တယ်အဲ့တော့ ျွန်တော်မီတိုလော်ဂျီပဲပြောတယ်ဆိုလို့ရှိရင်လေတမိုင်းနဲ့ပတ်သက်တဲ့လူကိုလေးစားတဲ့လူကိုကျွန်တော်ကမလေးစားတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်အတက်နိုင်ဆုံးဒီဗီဒီယိုမှာတစ်ဖက်နဲ့တစ်ဖက်ကို blend ဖြစ်တောင် match ဖြစ်ပြီးကျွန်တော်ပြောပြပေးမယ်ပေါ့နော်ပထမဆုံးပြောချင်တာက ပထမဆုံးလူမျိုးပေါ့နော်လူမျိုးကဘယ်သူလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရခိုင်လူမျိုးပေါ့နော်အဲအခုကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေပေါ့နော်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူမျိုးစုပဲအဓိကဦးတည်ပြီးပြောရတယ်ပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ ြင်းပထားသွားတယ်လို့ပေါ့အခုဥပမာပြင်ဆိုလို့ရှင်မြန်မာနိုင်ငံရဲ့ empire ကနေထွက်သွားတဲ့ဟို empire လေးတွေရှိတယ်ပေါ့နော်လက်ရှိမှာတော့မြန်မာနိုင်ငံအပိုင်းမဟုတ်တော့ဘူးကျွန်တော်အဲ့ဒါတွေကိုထည့်မပြောရတော့ဘူးပေါ့နော်ပြီးတော့ထပ်ပြီးတော့မြန်မာနိုင်ငံမှာမျိုးတုံးသွားတဲ့လူမျိုးစုတစ်ခုရှိတယ်အဲ့ဒီမျိုးစုအကြောင်းလည်းကျွန်တော်ထည့်ပြောပါလိုက်မယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံမှာပထမအဦးဆုံးဩဒါဘာသာကိုစတင်ကိုးကွယ်တဲ့လူကဘယ်သူလဲဆိုလို့ရှိရင်ရခိုင်လူမျိုးစုပဲဖြစ်တယ်ပေါ့နော်ရခိုင်လူမျိုးစုကဗုဒ္ဓဘာသာကိုဟိုဘယ်လိုပြောမလဲ နှစ်မျိုးအဓိပ္ပာယ်ထွက်တယ်ပေါ့နော်ပထမတစ်ခုကဗာလဲဆိုရင်ဖယားရှင်ကိုယ်တိုင်ကလာပြီးတော့ဗုဒ္ဓဘာသာပြန်ပွားခဲ့တယ်ဆိုပြီးတော့ mythology ရပြောကြတယ်အဲ science အရာပေါ့နော် history ရတမိုင်းရပေါ့နော်တိတိကျကျပြန်ပြောမယ်ဆိုလို့ရှိရင် AD တရားစုပေါ့နော် AD တရားစုတချို့လူကလည်းမေးကြတယ် AD နဲ့ BC ရပါလဲ BC ဆိုတာကကျွန်တော်တို့ခရစ်တော်မပေါ်ခင်ရှင်းနှစ်တွေပေါ့နော်ဒီကကြောင်းမြန်သွားတယ် AD ကြတော့ခင်တော်ပေါ်ပြီးတဲ့နှစ်တဲလာတယ်ပေါ့နော်သူကတက်တက်သွားတယ်ပေါ့တက်လာတော့တက်သွားတက်ပြီးနှစ်နှစ်ပြီးတော့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ ဒီတရာစုပေါ့တရာစုပေါ့ချင်းပြောရမယ်ဆိုရင် King Sanders စုကြီးอ่ะတ냐ဝရီခေ146ပေါ့เนาะ AD 146အဲ့ဝင်းကျင်မှာဒီဗုဒ္ဓဘာသာကိုပြန်ပွားခဲ့တယ်ဆိုပြီးတော့ဒီ scientist တွေကပြောကြတယ်ပေါ့เนาะ scientist တွေကလည်းဘယ်လိုပြောကြလဲဆိုလို့ရှိရင်လက်လက်ဆက်ပြောတာမဟုတ်သူတို့ archaeology တွေလုပ်တယ် paleontologist တွေလုပ်တယ် အများကြီးပဲဗောနော်သူတို့ research တွေလုပ်ပြီးွားမှာဒီရာဒီတရာသူအစောပိုင်းရဆိုပြီးတော့သူတို့ပြောလာကြခြင်းဖြစ်တယ်ရခိုင်နဲ့ပတ်သက်တဲ့ video နှစ်ခုကတော့ကျွန်တော် channel မှာတင်ပြရလာရှိတယ်ပထမဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်ရခိုင်ကိုဘုဒ္ဓဘာသာဘယ်လိုရောက်ခဲ့လဲဆိုတော့ကိုကျွန်တော် video တင်ပြရရှိတယ် computer အခြေအရင် check လုပ်ကြည့်နောက်တစ်ခုကကြတော့မဟာမုနီဗောနော်မဟာမုနီနဲ့ပတ်သက်တဲ့တမိုင်းဆိုင်ရာအချက်လက်လေးကိုကျွန်တော်ဆွေးနွေးရတာရှိတယ်အဲ့ video နှစ်ခုကို computer အခြေအရင် check လုပ်ကြည့်ဒါဆိုလို့ရှိရင်ရခိုင်ဒီမြန်မာနိုင်ငံမှာဟိုအစောဆုံးလား နောက်ကြဆုံးလားဆိုတာရှင်းရှင်းလင်းလင်းအဖြေထွက်သွားမယ်လို့ကျွန်တော်တို့မြင်မိတယ်။ရခိုင်လူမျိုးတွေကိုဗုဒ္ဓဘာသာကဘယ်သူယူလာပြီးလဲဆိုလို့ရှင်အခုကကျွန်တော် mythology ပိုင်းပြောရဲပါတော့ mythology ပိုင်းမှာဟိုဟိုပြောဗုဒ္ဓဖျားရှင်ကိုယ်တိုင်ကလာပြီးတော့သူပြန်သွားခဲ့တယ်ဆိုပြီးတော့လည်းပြောသွားကြတယ်။ပြီးသွားမှကင်းစနာဆိုရီအဖြစ်နေဆိုပြီးတော့ဗုဒ္ဓဘာသာကိုပြန်ဖြန့်နေဆိုပြီးတော့ပြောကြတယ်။အမှန်တော့ဒီ history ပိုင်းပေါ့နော် history ပိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင် ကင်းချာရဲဆိုရရှိဘယ်သူတွေကလာပေးလဲဆိုလို့ရှိရင်အိန္ဒိယဘုံကြီးတွေပေါ့နော်အိန္ဒိယဘုံကြီးတွေကနေတဆင်လာပေးတယ်အဲ့ကနေတဆင်ဒီဗုဒ္ဓဘာသာကိုပြန်ပွားခဲ့တယ်ဆိုပြီးတော့ဒီ scientist တွေပြီးွားလို့ရှိရင်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ကြောက်စာတွေပေါ့နော်ကြောက်စာတွေကနေတချို့တိလာရ ါ့နော်နောက်လူမျိုးစုတစ်ခုကကြတော့မြန်မာနိုင်ငံမှာပြူလူမျိုးလို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ခင်မှာတော့မျိုးတုံးသွားပြီလည်းပြောလို့ရတယ်ရောနှောသွားပြီလို့လည်းပြောလို့ရတယ်မျိုးတုံးသွားပြီဆိုတာဘယ်လိုလဲဆိုရင်တို့ကတို့လူမျိုးစုကအဓိကအထင်ကရပေါ့နော်မြန်မာနိုင်ငံအလဲပိုင်းမှာပေါ်ထွန်းခဲ့တဲ့လူမျိုးစုဖြစ်တဲ့ဒီလူမျိုးစု အကြောင်းနဲ့ပတ်သက်ပြီးဒီတိအပြည့်စုံလို့ခြင်းလဲဆိုရင်ပြူလူမျိုးလို့ comment မှန်ပြီပေါ့နော် comment တို့နော်ဒီလူမျိုးစုအကြောင်းကိုကျွန်တော် organic ကိုတခါတည်းကျွန်တော်ဗီဒီယိုလုပ်ပေးမှာ organic ကိုပြောရဲဗီဒီယိုလုပ်ပေးမယ်ဆိုတော့ဘယ်လိုလဲဆိုရင်ဒီလူမျိုးတွေဘယ်ကနေလာတာလဲအဲဘယ်လို found ဖြစ်တာလဲဆိုတာပေါ့နော်ကျွန်တော်လုပ်ပေးမယ်ဘာလို့လဲဆိုတော့ဒီဟာကဒီနေ့ခင်မှာကျွန်တော်မြန်မာနိုင်ငံ myth နှစ်ခုရှိတယ် myth နှစ်ခုကဘာလဲဆိုရင်ပြူလူမျိုးတွေနဲ့မြန်မာလူမျိုးတွေဗမာဟူ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 ဟာပြန်ပြောရမယ်ဆိုလို့ရှိရင်ဗမာလူမျိုးတွေပေါ့နော်ပြူလူမျိုးနဲ့ဗမာလူမျိုးကတူတူပဲလို့ပြောတာလေပေါ့နော်အမှန်တော့မဟုတ်ပါဘူးဒါကျွန်တော်ကလည်းမှန်လည်းမှန်ပဲမှားရင်လည်းမှားမယ်ဆိုပြီး comment တွေးနိုင်တယ်မဟုတ်ဘူးကျွန်တော်တည်တည်ဆရာ research လုပ်တဲ့အချိန်ကြတော့ ဘယ်လိုလဲဆိုလို့ရှိရင်ပြူလူမျိုးတွေကရောနှောသွားတယ်သူတို့ကဘယ်စန်ချူရီမှာမျိုးတုံးသွားလဲဆိုလို့ရှိရင် 900ရာစုလောက်မှာမျိုးတုံးသွားတယ်ပေါ့နော်ဒီလူမျိုးစုအရန်ဟိုဘယ်ပြောမလဲလက်ရှိမြန်မာနိုင်ငံဗုဒ္ဓဘာသာပြန်ပွားရတဲ့ထဲမှာအရန်အရေးပါတဲ့လူမျိုးစုတခုဒါပေမဲ့မျိုးတုံးသွားတယ်မျိုးတုံးသွားတယ်လို့လည်းပြောလို့ရတယ်နောက်တစ်ခုနောက် theory တခုကပါလဲဆိုရင် match ဖြစ်သွားတယ်ပေါ့နော် match ဖြစ်သွားတယ်ဆိုတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ရောနှောသွားတယ်ပေါ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီဗီဒီယိုမှာပြောထားတာရှိတယ်ပေါ့နော် computer အချိန်ရိုင်း check log ကြည့်ပေါ့နော်ဒီဟိုဟာအနောက်ရထားမင်းပေါ့နော်အနောက်ရထားမင်းနဲ့ပတ်သက်တဲ့ကျွန်တော်ဒီဒီဒီမှာကျွန်တော်ပြောပြလိုက်တာရှိတယ်ဒီလူမျိုးတွေဘယ်လိုမျိုးနှောသွားတယ် ရပါတော့မျိုးဘယ်လိုနှောသွားလဲဆိုတဲ့အကြောင်းဘာမှလူမျိုးတွေဘယ်လိုရောနှောသွားလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြပြထားတာရှိရယ်ကွန်ပျူတာအခြေခံ check log ကြီးပေါ့နော်ကဲဒီ session နဲ့လာပါပေါ့နော်ဒီ session နဲ့မှာဘာလဲဆိုလို့ရှိရင်တို့ကနှစ်ရာစုလောက်ခဲရနှစ်ရာစုပေါ့နော် AD နှစ်ရာစုဒီရခိုင်ရကြတော့146ပေါ့နော်146ဆိုတော့146ပေါ့နှစ်တိတ်မကြဘူးပေါ့နော်90လောက်ပဲကွာတယ်ပေါ့အဲ့လိုအချိန်မှလောက်ခဲရဒီမှာအလဲပိုင်းမှာပေါ့နော်ဒီမြန်မာနိုင်ငံရဲ့အလဲပိုင်းမှာဒီဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာမှာတော့၃မျိုးရှိသေးတယ်ဒီထဲမှာသူတို့ကဘယ်ဘာသာကိုမျိုးမိတ်ဆက်လဲဆိုလို့ရှိရင်ထေရဝါဒဗုဒ္ဓဘာသာပေါ့နော်ထေရဝါဒဗုဒ္ဓဘာသာကိုသူတို့တွေကမိတ်ဆက်ပြီးပြန်ပွားအောင်လုပ်ကြတယ်ပေါ့နော်သူတို့ကိုဘယ်သူကလာပြီးလဲဆိုလို့ရှိရင်အိန္ဒိယကုန်သည်တွေပေါ့နော်အိန္ဒိယကုန်သည်တွေပြီးပါလို့ရှိရင်ဖုန်းကြီးတွေပေါ့အိန္ဒိယကုန်သည်တွေနဲ့ဖုန်းကြီးတွေကလာပြီးတော့ ီရာကိုပြောပြန်ပြန်ပွားတာဖြစ်တယ်ပေါ့နော်ဒီရာကဘယ်သူကြောင့်ပြန်ပွားလဲဆိုလို့ရှိရင်အဆိုကရဲ့ missionary ပေါ့နော်အဆိုကဆိုတာကမြန်မာနိုင်ငံမှာဆိုရင် king atoka ဆိုပြီးတော့လည်းပြောထားကြတယ်ရှိတယ်ပေါ့နော်အဲ့တော့အဆိုကရဲ့ missionary ကြောင့်လည်းပြန်ပွားလာတယ်ဆိုပြီးတော့လည်းပြောကြတယ်ပေါ့နော်ဒီအပိုင်းမှာကျတော့ထပ်ပြီးထူးဆန်းစရာဘာလဲဆိုလို့ရှိရင်ပြူလူမျိုးတွေကအဲ900စုအထီကိုလုံးဝထုံထုံကားကားကိုပြုလုပ်ခဲ့တယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်ပြူတွေရဲ့ဒီ တေခရိယခက်ကဘုရားကျောင်းနေပြီးဘုရားကျောင်းတချို့တွေကလက်ရှိမှာဆို UNSC ကိုပေါ့နော်ကမ္ဘာ heritage စီရင်တဲ့မှာတော့လောကပါနေကြီးတယ်ပေါ့နော်အဲ့တော့ဒီလောက်ဟိုဟာဖြစ်တယ်ပေါ့နော်အရေးကြီးတဲ့လူမျိုးစုတစ်ခုကျွန်တော်တို့မြန်မာနိုင်ငံမှာမျိုးတုံးသွားတယ်ဆိုတာကစိတ်မကောင်းစရာတစ်ခုပဲပြူလူမျိုးအကြောင်းနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာပြပါဦးကျွန်တော် research လုပ်ပြီးတော့ကျွန်တော် အတတ်နိုင်ဆုံးကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပေးမယ်ပေါ့နော်ဒီပြူလူမျိုးတွေက200လောက်မှာတည်းက ဗုဒ္ဓဘာသာကိုပြန်ပွားနေပြီဆိုတာကကျွန်တော်ဟိုးအရင်ရဲ့ဗီဒီယိုတစ်ခုမှနေရပြောတာလေအဲ့ဗီဒီယိုလေကွန်ပျူတာအခြေအနေချက်လောက်ကြီးပေါ့နော်ဒီဗီဒီယိုထဲမှာဘာအကြောင်းအဓိက main ပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ influence တွေပေါ့နော်ယနေ့2025နေ့ရှိနေတဲ့ influence influence ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေလက်ရှိပြုလုပ်နေတဲ့အရာတွေပေါ့နော်ဥပမာပြောဆိုလို့ရှိရင်ကျွန်တော်တို့တွေသွားလာနေတဲ့ influence တွေပေါ့နော်ဒီဘယ်လိုပြောရမလဲလွှမ်းမိုးမှုခံရတဲ့ဟာတွေပေါ့လွှမ်းမိုးမှုခံရတဲ့ဟာတွေကဘယ်ကနေဘယ်လိုဆင်းသက်လာလဲဆိုတာကိုကျွန်တော်ဒီဒီပြောတာတယ်ဒီထဲမှာ ဒီပြူလူမျိုးတွေရဲ့အကြောင်းအားလည်းအပိုင်းတစ်ခုမှာပါဝင်နေတယ်အဲ့တော့ community အခြေခံ chatlog ကြီးပါလုံးဝ community အတွက်ဒီပေါ့နော်ဒီ influence တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့ daily ဖြစ်ဖြစ်နေတဲ့အကြောင်းတွေပဲဖြစ်ဖြစ် community နားလည်လောက်နေကျွန်တော်တို့ဒီနောက်လူမျိုးတွေတစ်ခုကတော့ပြူပြီးွားလို့ရှိရင်မြန်မာနိုင်ငံမှာလုံးဝဗုဒ္ဓဘာသာကို impact လုံးဝဖြစ်သွားအောင်ပေါ့နော်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုလုံးဝဘုံ တော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာလုံးဝကျဲကျဲပြန့်ပြန့်ဖြစ်သွားတာဟာပေါ့နော်ဘုံလုံးဝဖြစ်သွားအောင်ပြုလုပ်ခဲ့တဲ့လူမျိုးစုကမွန်လူမျိုးလို့ပြောလို့ရတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာမွန်လူမျိုးစုတွေပေါ့နော်မွန်လူမျိုးစုတွေကအတ္တရိတ်တက်လို့တော့ပြောလို့ရတယ်ဒီဗုဒ္ဓဘာသာအကြောင်းနဲ့ပတ်သက်ရင်ယနေ့ခေတ်ကြီးမှာဆိုလို့ရှိရင်ဒီမွန်လူမျိုးနဲ့အကြောင်းပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ရခိုင်လူမျိုးအကြောင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တိတ်ပြီးမပြောကြဘူးပေါ့နော်အဓိကမပြောကြတာကတချို့ creator တွေပေါ့နော်တချို့ creator တွေဘာကြောင့်မပြောကြရလဲဆိုတာလဲစဉ်းစားကြရတခုဖြစ်လာတယ်ပေါ့နော် အဓိကအဖြစ်သူတို့ကအဓိကဥတီပြီးပြောနေတာပါလဲဆိုရင်နော်ရထာမင်းနော်ရထာမင်းနော်ရထာမင်းဟုံးပဲအဓိကဥတီပြီးပြောရတာရှိတယ်ပေါ့နော်ဒါပေမဲ့မဟုတ် history ရပြန်ကြည့်မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာပြန်ပွားရေးအတွက်အဓိကအုတ်မြစ်ပေါ့နော်အဓိကအုတ်မြစ်ကလူမျိုးစု၃ခုကျွန်တော်အဓိကမြင်မိရေပေါ့နော်ပထမတစ်ခုကကြတော့ပြူပေါ့နော်ပြူရဲ့သူအလဲပိုင်းမှာအဓိကသူဖြန့်သွားတယ်ပေါ့နော်ပြီးတော့ရခိုင်ပြီးသွားလို့ရှိရင်ဒီမွန်လူမျိုးပေါ့နော်မွန်ရဲ့ ဟို history ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်သူတည်ခဲ့တဲ့ဒီလူမျိုးစုတွေပေါ့နော်တည်ခဲ့တဲ့ဘုရားတွေကအရန်ပါဝင်ပတ်သက်မှုများတယ်လို့ကျွန်တော်တွေးမိတယ်ပေါ့နော်ပြီးတော့ history မှာကဒီမွန်မပါတဲ့နေရာကနည်းတယ်လို့ပဲပေါ့နော်အဓိကမင်းပေါ့ဘုရားအထင်ကြီးကဘုရားကြီးပေါ့နော်အဓိကမင်းအထင်ဘုရားဘုရားကြီးဒီမှာမွန်လူမျိုးစုကအများဆုံးပဲသူတို့ကဗုဒ္ဓဘာသာကိုဘယ်ချိန်လောက်ကစတင်ပြန်သွားခဲ့လဲဆိုလို့ရှိရင် AD ပေါ့နော် AD 300စု300စုမှာစတင်ပြန်သွားခဲ့ကြတယ် ဒီမှာအဓိက main impact ကဘာလဲဆိုရင်တို့က shilling ကလည်းအရင်ဆက်ဆက်မှုရှိတယ်။ shilling ကဆိုတော့ကအခုချိန်မှာ shilling ပါပေါ့နော်။အရင်တော့ကတော့အိန္ဒိယပိုင်းပေါ့။ဒီ shilling ကလည်းအရင်ဆက်ဆက်မှုရှိတယ်။ဘယ်လိုဆက်ဆက်မှုရှိလဲဆိုလို့ရှိရင် shilling ကဖုံးကြီးတယ်ပေါ့နော်။ shilling ကဖုံးကြီးတယ်။ကဒီမုံကိုမုံလူမျိုးစုတွေရှိအဓိကလာကြတယ်ဒါကဒီ impact ကဘယ်လောက်ကြီးလဲဆိုရင်တထုံပေါ့နော်တထုံဘရင်ကြောင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဗီဒီယိုတင်ပြတာရှိရယ် community အခြေခံ check cloud ကြီးပေါ့နော်ဒီတထုံဘရင်ရှိရနေ loyalty မင်း blue ပေါ့နော်ဒီကြမ်းကနေယူလဲဘာကြောင့်ယူလဲပေါ့နော်ဒီကနေပတ်သက်တဲ့ machine တွေဒီအကြောင်းတွေလေကျွန်တော်တင်ပြထားတာရှိတယ် computer အချိန်ရိုင်း check cloud ကြည့်ပေါ့နော်လုံးဝဒီအရင်းနဲ့လုံးဝဆက်ဆက်မိမယ်ကျွန်တော်မြင်မိတယ် history ဘိုင်းနဲ့ပတ်သက်ပြီးလုံးဝ full package လုပ်ခြင်းတဲ့အတွက်လိုချင်တဲ့လူတွေအတွက်ဒီ video တွေကလုံးဝအသုံးဝင်မယ်လဲကျွန်တော်အဲ့တော့မျှော်လင့်မိတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီ mon mon ရဲ့ ခြေဒီဘယ်လိုပြောရမလဲမွန်ရဲ့လက်ရာတွေကအဓိကအရေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့မကူးပိုင်းမှာပဲဖြစ်ဖြစ်ပေါ့ဒီမွန်ရဲ့ history ပေါ့နော်ပြီးပါလို့ရှင် impact ပေါ့နော်ကျွန်တော်တို့ရန်ကုန်ပေါ့နော်ရန်ကုန်မှာဆိုရင်တော့မှ ဒီမောနပတ်သက်တဲ့လက်ရာတွေကအခုချိန်ကြီးရှိနေတော့မယ်ဆိုကျွန်တော်ပြောချင်တယ်ဗောနအထင်ကြီးဖရားကြီးပေါ့ကျွန်တော်နာမည်တော့တတ်မပြောတော့ဘူးဗောနအထင်ကြီးဖရားကြီးဒါပေမဲ့ဒီနေ့ခေတ်ကြီးမှာဒီဖရားကြီးတွေကမောနရတိဆောက်ထားတာပါမောနရပါဝင်ပတ်သက်မှုရှိတယ်ဆိုလို့ရှိရင် controversy ပုံစံမျိုးတော့သွားတာတွေရှိတယ်ချို့ဖရားကြီးဗောနအဲအဲ့လိုမျိုးအပိုင်းတွေဒီရှိခဲ့ဘူးပဲဗောဒါပေမဲ့လက်ရှိမှာ heritage ပိုင်းမှာပဲဖြစ်ဖြစ်ဒီဗောနဒီဖရားကြီးနဲ့ပတ်သက်ပြီးတော့ကာကွယ်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်အဲလူမျိုးစုတစ်ခုပဲအသာပေးပြီးပြောရတာတွေရှိတယ်ဗောနဒါက တခါတလေကြာလို့ရှင်ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အချိန်မှာဒီဘာသာရေးမှာလည်း politics ပုံစံမျိုးတွားနေတဲ့ပုံစံမျိုးတွေမြင်နေတယ်လို့ကျွန်တော်တော့ခံစားမိတယ်ပေါ့နော်အဲ့တော့မော်လူမျိုးကလုံးဝ impact ဖြစ်တယ်လို့ကျွန်တော်မြင်မိရဲ့အဲ့တော့လူမျိုးစုတုံးမှုဒီလုံးဝအခြေခံကျွန်တော်အဲ့လူမျိုးစုတုံးမှုအဓိကပြောလိုက်တယ်ပေါ့နော်ပြီးတော့ဒီမော်လူမျိုးစုက AD 300စုလောက်ထဲမှာတည်းကဗုဒ္ဓဘာသာကိုခံယူတယ်ပေါ့နော်အခုနကကျွန်တော်ပြောသလိုပေါ့ရခိုင်ပြီးဝိုင်ဂျူဘုံပေါ့နော် ဒီမှာ300ဆိုမှတ်တာပေါ့နော်300ဆိုမှနေဘယ်လောက်กว่าသွားမလဲကျင်နောက်လူမျိုးစုတစ်ခုဒါပြောလဲဆိုလို့ရှင်နောက်လူမျိုးစုတစ်ခုကဘယ်လိုမျိုးလဲဆိုလို့ရှင်ကျွန်တော်မြန်မာနိုင်ငံရဲ့အဓိက main ပေါ့နော်ကျွန်တော်တို့ရဲ့ဒီနိုင်ငံဘာသာစကားကိုအသုံးပြုနေတဲ့လူမျိုးစုတစ်ခုဖြစ်တဲ့ဗမာလူမျိုးပေါ့နော်ဗမာလူမျိုးတွေရဲ့အဲရဲ့ impact ကလည်းလုံးဝအရေးကြီးတယ်လို့ပြောတယ် still ပေါ့နော် still မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုဟိုအခုချိန်ထိထိန်းသိမ်းဆောင်ရှားနေတဲ့လူမျိုးစုတစ်ခုအဖြစ်မြင်လာကြတယ်ပေါ့နော်ဒါပေမဲ့အခုကကျွန်တော်ပြောသလိုပေါ့မွန်က AD3 ပေါ့နော် AD3 tax century ပေါ့နော်300လူလောက်မှာဒီထားကိုဟိုဗုဒ္ဓဘာသာကိုပြန်ပွားနေတယ်လို့ပြောကြတယ်ဒါပေမဲ့မြန်မာလူမျိုးနဲ့ပြန်ကြပြန် sorry ဗမာလူမျိုးပေါ့နော်မြန်မာလူမျိုးနဲ့ဗမာလူမျိုးနဲ့ကျွန်တော်ရောနေဗမာလူမျိုးပေါ့နော်ဗမာလူမျိုးကအဓိကအားဖြင့်ပြန်ကြည့်မယ်ဆိုတော့ lawyer time error lawyer time error ဟာဘယ်ချိန်လဲဆိုလို့ရှိရင် AD 17ရာစုပေါ့နော် AD 17ရာစု300ရာစု21ရာစုဘယ်လောက်กว่าနေလဲကြည့်ကြည့်ပေါ့နော်အဲ့မှာ lawyer time ပေါ်လာပြီးတဲ့အချိန်မှာ ဒီရနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဗီဒီယိုတင်ပြရရှိတယ်ကွန်ပျူတာအချိန်အတိုင်း check လုပ်ကြည့်ပါတော့အဲ့ဒါထားမင်းကဘာကြောင့်ဒီမော်လမျိုးတွေရှိရနေပါတော့သထုံဘရင်ပေါ့နော်ဒီသထုံဘရင်တွေရှိရနေတိုက်ပြီးတော့သူယူခဲ့တာလေဆိုတော့အကြောင်းပြောရလို့ရှိရင်ဒီမော်လမျိုးတွေကိုသူရဲ့စီးယုံစီးယုံမှုအောက်မှာပေါ့နော်စီးယုံမှုအောက်မှာဘာလို့ဘလို့သွတ်သွင်းခဲ့တယ်ဆိုတဲ့အကြောင်းလေကျွန်တော်ပြောပြလာရရှိတယ်ကွန်ပျူတာအချိန်အတိုင်း check လုပ်ကြည့်ပါအဲ clarity တခုရပါမယ်လို့ထင်မိတယ်ကျွန်တော်ကတော့ပေါ့နော်အဲ့တော့အနောက်ရထားမင်းဒီ အဓိကဗုဒ္ဓဘာသာကိုပြန်ပွားခဲ့သူဖြစ်တယ်ပေါ့နော်အဓိကဗုဒ္ဓဘာသာပြန်ပွားခဲ့တယ်ဆိုတာကမြန်မာနိုင်ငံမှာသူပကံအင်ပါယာတည်ထောင်ပြီးတဲ့အချိန်မှာဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်အဓိကပြောင်းလဲသူဖြစ်သွားပေါ်လာခဲ့တယ်ဖြစ်တယ်ဒါကြောင့်လည်းသူ history မှာနေရယူသွားတာပေါ့နော်ဒီသမိုင်းဆိုင်ရာမှာဗုဒ္ဓဘာသာကိုဘယ်သူပြန်ပွားခဲ့လဲဆိုတော်တော်များများသိနေတာကအနော်ရထားမင်းတော်တော်များများသိနေတာအနော်ရထားမင်းအဲ့လိုတော့မဟုတ်ဘူးပေါ့နော်အဒီကအဲ့တုန်းကနိုင်ငံခွဲလေးတွေပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ခင်းတဲ့ဆိုလို့ရှိရင်တိုင်းပြည်လိုလည်းပြောလို့ရတယ် ဟိုပြောပြပြည်နယ်လို့လည်းပြောလို့ရတယ်ဗောနော်အဲ့ခေတ်ကတော့တိုင်းပြည် Empire Dynasty အမျိုးမျိုးပြောတယ်ဗောနော်အဲ့မဲ့ဒီနေ့ခေတ်အမြင်ကပြောင်းကြည့်မယ်ဆိုလို့ရှိရင်ပြည်နယ်လို့လည်းပြောလို့ရတယ်တိုင်းလို့လည်းပြောလို့ရတယ်အဲ့အဲ့လိုမျိုးပေါ့မျိုးဆိုလည်းဖြစ်ဖြစ်ွားနိုင်တယ်ဘာလို့လဲဆိုရင်ဒီဟာ Empire ကဘလောက်ကြီးလဲဘလောက်သေးလဲဆိုတာမသိဘူး ဒါတော့ဘယ်လိုလဲဆိုရင် empire ကိုလိုချင်ရင်အခုဥမာပြင်ဆိုလို့ရှိရင်ရန်ကုန်လိုချင်ရန်ကုန်တင်လိုက်တင်လိုက်ပြီဆိုလို့ရှိရင်အဲ့ရန်ကုန်ကအဲ့ empire အောက်ထက်ဝင်သွားတာပေါ့နော်အဲ့လိုပြောရမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကို shape အဓိက main ပေါ်ခဲ့တဲ့လူကပြောလဲဆိုလို့ရှိရင်အနော်ရထာမင်းပေါ့နော်ဒီအနော်ရထာမင်းကမြန်မာနိုင်ငံကို shape ပေါ်ပြီးွားမှလာဒီအောက်ထက်မှာဒီလူမျိုးစုတွေပါဝင်လာတာပေါ့နော်အဲ့လိုပါဝင်လာပြီးတဲ့အချိန်မှလာဟိုဒီလိုမျိုးပါဝင်လာတာပေါ့ရက်ခိုင်ဆိုလို့ရှိရင်လည်းလွန်ခဲ့တဲ့နှစ်200လောက်ကမှ 18th century ပေါ့နော် 18th century လောက်ကမှမြန်မာနိုင်ငံဆင်းရဲနဲ့ဝင်လာတာရှိတယ်ပေါ့နော်ဒီလိုမျိုးအဲအဲ့လိုမျိုး list ပိုင်းတွေကွဲခြားနေတာရှိတယ် list ပိုင်းတွေမှာကွဲခြားနေတဲ့အချိန်ကြာတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အဓိက main buffer ပေါ့နော်မွန်လူမျိုးတွေပါတယ်ကြော်ပြီးတော့အဓိက main လူမျိုးစုတစ်ခုဖြစ်တယ်မြန်မာလူမျိုးတွေ ဒီနေ့ခေတ်ဒီနေ့အချိန်အထိပေါ့နော်ဒီနေ့အချိန်အထိကိုဒီဗုဒ္ဓဘာသာကိုထိမ့်သိမ်းဆောင်ရှောင်းနေတဲ့လူမျိုးဖြစ်အထင်ကြီးပုံစံမျိုးဖြစ်လာတာရှိရယ်ပေါ့နော်နောက်လူမျိုးတစ်ခုကဘယ်လူမျိုးစုလဲဆိုလို့ရှိရင်ရှမ်းလူမျိုးတွေပေါ့နော်ရှမ်းလူမျိုးတွေလို့ပြောလို့ရတယ်ရှမ်းလူမျိုးတွေက AD 12ရာစုပေါ့နော်12ရာစုမှာဒီဗုဒ္ဓဘာသာကိုစတင်ကိုးကွယ်နေပြီဆိုပြီးပြောကြရတယ်ပေါ့နော်12ရာစုမှာဗုဒ္ဓဘာသာကိုလောကပြန်ပွားနေပြီလို့ပြောလို့ရတယ်ဒါကဘယ်သူတွေကြောင့်လဲဆိုလို့ရှိရင်မော်နဲ့အခုနကျွန်တော်ပြောတဲ့ ဗမာလူမျိုးတွေကြောင့်ပေါ့နော်မွန်နဲ့ဗမာလူမျိုးတွေကြောင့်ဗုဒ္ဓဘာသာကိုပြန်ပွားခဲ့တယ်ဒါပေမဲ့ဆနစ်ရာစုမှာဗုဒ္ဓဘာသာပြန်ပွားနေတယ်ဆိုပြီးမဲ့73ရာစုမှာမှလောကကန်ဖောင်းမွန်နဲ့ဖြစ်လာတယ်ဘာလဲဆိုရင်ရှမ်းဘီရင်တွေတချို့ပေါ့နော်ဒီရှမ်းဘီရင်တွေတချို့ကဒီဗုဒ္ဓဘာသာဖရာကျောင်းတွေပေါ့နော်ဗုဒ္ဓဘာသာဖရာကျောင်းတွေကိုသူတို့တည်ဆောက်လာရတယ်ဆိုပြီးတော့တချို့ website မှာပြောပြလာကြရောအဓိကဖြစ်စဉ် Joshua Project ဆိုတဲ့ website ပေါ့နော်အဲဒီ website ဒီမှာဆိုလို့ရှိရင်ပြောလာတာတွေရှိတယ်ပေါ့သူတို့ archaeology ဒီ website တွေပေါ့နော်ဒီ archaeology website တွေကတူတူတူစစ်စစ်ကနက်လောက်ပြီးပြောလာတာပေါ့ ဒီဟာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်အဓိကမင်းတို့ပြန်ဖြန်းတဲ့လူကအိန္ဒိယတို့အန်ဒီရှီလင်ကာတို့ဒီကုန်တယ်တွေတော့မဟုတ်တော့ဘူးနော်ဒီဟာတော့ကိုယ့်ရဲ့အခြေအနေပုံစံမျိုးနဲ့ဟောနော်ကျွန်တော်အခုနပြောတဲ့ရှေးကလူမျိုးကြီးလေးခုအဲလူမျိုးကြီးလေးခုကနေတဆင်းပြန်ပွားခဲ့တာဖြစ်တယ်ပေါ့နော်ဒီပုံစံမျိုးဖြစ်လာတာဖြစ်တယ်ဒါပေမဲ့ဒီကနေအဖန်တန်ပါဖြစ်လေဆိုရင်ချင်းပေါ့နော်ချင်းချင်းပဲဖြစ်ဖြစ်ပြီးတော့လာအိုရဲ့ဒေတာတခုပါ လာဟုရဲ့ဒေတာတခုအဲ့ချိန်မှာတော့ခမားရဲ့လွမ်းမုံမှုမှာပဲရှိနေတယ်ပေါ့နော် ခမားမှာလည်းပြင်ကြည့်မယ်ဆိုလို့ရှိရင်ဘုရားဘာသာလွမ်းမုံမှုကလည်းရှိဒါပေမဲ့လာဟုရဲ့ဒေတာတခုကိုလည်းဒီဘက်ကနေတစင်ဘုရားဘာသာပြန်သွားတယ်ဆိုပြီးတော့လည်းတချို့ source တွေရှိရပေါ့နော်ကျွန်တော်ခုနပြောသလိုပေါ့နော်ချင်းလူမျိုးကိုဘုရားဘာသာသွားတယ်ဆိုပေမဲ့အဲလူမျိုးစုသုံးခုပေါ့နော်အရိကပိုင်းပြောရမယ်ဆိုလို့ရှိရင်ကရင်ချင်းကချင်းပေါ့နော်ဒီလူမျိုးစုသုံးခုက ဗုဒ္ဓဘာသာကိုဒီနေ့ခေတ်ကြီးမှာကိုးကွယ်ခြင်းမရှိတော့ဘူးเนาะကိုးကွယ်ခြင်းဆိုတာကလူတော်တော်များကိုးမကွယ်တာပါတော်တော်များလူကြတော့တချို့လူကလည်းကိုးကွယ်တယ်တချို့လူကကြတော့မကိုးကွယ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အဓိက main ဟာဒီ British တွေရဲ့ missionary ကြောင့်ပဲဖြစ်တယ်ဗောနော British missionary ဆိုတာဘယ်လိုပြောရမလဲဆိုတော့19 century ဗောနော။အဲ19 century မှာဆိုလို့ရှိရင်19ရာစုဗော19ရာစုမှာတည်းဟာဒီသူတို့ရဲ့ Christian ဝါဒဗောနော Christian ဝါဒကိုသူတို့တည်သိခဲ့တယ်ဆိုပြီးတော့လည်းပြောလာကြတာရှိတယ်။နေရာနဲ့ပတ်သက်ပြီးတော့ဗောနော source တွေရှိတယ်။ဘာ source တွေလဲဆိုရင် ပကံခိတ္တရာခေရှံဘာသာပေါ့နော်ခေရှံဘာသာကဒီမြန်မာနိုင်ငံထဲကိုရောက်ရှိနေပြီဆိုပြီးပြောကြတယ်ပေါ့နော်အမှန်တော့မဟုတ်ပါဘူးဒီ19 century ပေါ့နော် 19th century 18th century အဲ့ဝင်းကျင်လောက်ထဲမှာတည်းကဒီဗုဒ္ဓဘာသာထက်ကိုသူတို့ရောနေဖို့ပေါ့နော်ခေရှံဘာသာကိုရောနှောဖို့ဆိုပြီးဒီလူမျိုးစုတွေအဓိကဦးနေခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ခေတ်ခါမှာခေရှံဘာသာကမြန်မာနိုင်ငံကိုရောက်တယ်ဆိုတာကဘယ်လိုရောက်လဲဆိုလို့ရှင်ရောက်တာမဟုတ်ဘူးအဲ့လူမျိုးစုတွေဒီမြန်မာနိုင်ငံကိုလာတယ်ဆိုပြီးပဲဖြစ်နိုင်တယ်ဒါပေမဲ့ဒီဘာသာကိုပြန်ပွားတာတော့မဖြစ်နိုင်ဘူး ။ဒီအားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောပြတာတန်းရှိတယ်။ဒီအင်္ဂလိပ်ဘာသာလူမျိုးပေါ့နော် blue originate flow ဖောင်းဖြစ်လေဆိုတာကိုကျွန်တော်ပြောပြတာတန်းရှိတယ်။ conflict တို့အခြေအနေ check လုပ်ကြည့်ပေါ့နော်။ဒါပါပဲပေါ့နော်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုပေါ့နော် communication မှာ doubt ဖြစ်စရာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို commitment ပေးပါဦး။အခုမြန်မာနိုင်ငံမှာဘယ်လူမျိုးစုတွေကအရင်ဆုံးဗုဒ္ဓဘာသာကိုပို့ကိုခဲ့လဲဆိုတာ community အနေနဲ့တိတိချာချာရှင်းရှင်းလင်းလင်းမြင်သွားပြီးတော့ကျွန်တော်တို့မြင်မိရဲ့ထပ်ပြီးတော့ community အနေနဲ့ကျွန်တော်နဲ့ဆွေးနွေးကြည့်စရာ ဒီလိုဘယ်လိုပြောမလဲ curiosity ဖြစ်စေစီရဟိုတန်တရားဖြစ်စေတာတွေရှိရှင်တယ်ကျွန်တော် comment မှာပေးပါအောင် comment မှာအကောင်းဆုံးကျွန်တော်တို့ share ပြီးတော့ video ပုံစံထပ်လောက်သွားမှာပါဘောနော်ကဲ comment တို့ရေဒီအကြောင်းအရာက comment တို့အတွက်ပြည့်စုံလာပြီလို့ကျွန်တော်ထင်မိရဲ့ဒီလိုမျိုးအကြောင်းအရာတွေအမြဲတည်ဖို့အတွက် channel လေးကို subscribe မလုပ်ပါသေးရင် subscribe လုပ်ပြီးတော့ support လုပ်ပေးပါအောင်နော်ဒီ video ကသုံးဝင်နေဆိုလို့ရှိရင်တခြား comment တို့လည်း share ပေးပါအောင် comment တို့ရေနောက်ဗီဒီယိုမှာပြန်လေ့ကြမယ်ဗောမျိုးတို့ရေအားလုံးလည်းပြောပါတတ်တာ bye bye